ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။တိုင်းစင်းနဲ့ပတ်သက်လို့တော့၆သတင်းတွေထွက်နေတဲ့ Manchester United က Vita Gyökeres နဲ့ပတ်သက်လို့ Fabrizio Romano ပြောထားတဲ့ update လေးတွေကျွန်တော်တို့ရှိပါတယ်။ Manchester United ရဲ့ဘက်ကတော့တိုင်းစင်းကစားမှဖြစ်တဲ့ Vita Gyökeres ကိုအပြ Gyökeres ရဲ့အပြောင်းရွှေ့အခြေအနေတွေကိုသိရဖို့အတွက်ပေါ့နော်။ဒီရဲ့တဲ့ဘက်အတော်တွင်မှာ သက်ဆိုင်သူတွေအကုန်လုံးနဲ့ထက်မှန်ချိတ်ဆက်ဆက်သွေးတာတွေကျွန်တော်ရှိခဲ့တယ်ဗောနော Vita Gugres ကိုခေါ်ယူမဲ့ပြိုင်ပွဲတွေရှင်ပြိုင်ခုံးမဲ့အသင်းတွေမှာ Manchester United ကရှိနေစေဖြစ်ပြီးတော့ကစားသမားရဲ့အချင်းကြီးအရရကို United ဟာလုံးဝနားဆွင့်ထားလျက်ရှိတယ်ဆိုပြီးတော့ Fabrizio Romano ကကျွန်တော်ပြောထားတယ်ဆိုတော့အသင်းတော့ကျွန်တော်အနေနဲ့ပေါ့နော် Gugres ရဲ့အပြောင်းရွှေ့မှာမဟုတ်ဘူးအန်ဘူမိုနုနဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေလည်းကျွန်တော်နားဆွင့်ရမယ်ဒါပေမဲ့ကောင်းတာတစ်ခုကလက်ရှိမှာ ော်လက်ရှိမှာကျွန်တော်တို့အနေနဲ့ဒီ Gugress ကိုဖော်ဖို့နဲ့ပတ်သက်လို့အတင်းပတ်ကထပ်ပြီးတော့ချိတ်ဆက်မှုတွေရှိခဲ့တယ်ဆိုတာအများကြီးကောင်းတဲ့တင်မှာကျွန်တော်တို့စိတ်ပူရတာကကျွန်တော်ရှေ့ဗီဒီယိုထဲမှာ report လုပ်ခဲ့တယ်လို့ပဲညီကတို့ကိုပြောခဲ့တယ်လို့ပဲ Vita Gugress ကိုခေါ်ဖို့အဟီလာရဲ့ဘက်ကကျွန်တော်ကြိုးပမ်းလာတော့မှာကျွန်တော်ကိုရီ United အတွက်ပေါ့နော်ပြက်သားတဲ့ဆုံးဖြတ်ချက်ကချရတော့မှာငါတို့တိုက်စစ်မှုပြင်းမှတ်ဟာဘယ်သူလဲနော်ဘယ်သူလဲအဲ့ဒါကိုကျွန်တော်တကယ်ကြိုးပမ်းတော့မှာအခုကပြည်သက်အများစုကတော့ Gugress ကိုမကြိုက်ကြဘူး ူစီမံကိုပို့ပြီးတော့သဘောကျကြတယ်တခြားကစားသမားတွေကိုပို့ပြီးတော့အာတီလာဖြစ်တယ်အမေတို့ကတော့ဂျူဂရက်စ်နဲ့ပတ်သက်လို့ရှိရင်ဂိုးအများကြီးတွင်းထားတယ်တော့မှပဲဥရောပအသင်းကမှခုမကြိုးစားဘူးဆိုတော့အခုလက်ရှိအချိန်ဒီမှာတော့အသင်းကတော့လုံတင်လှုပ်ထွက်တဲ့အရာတွေလုံနေတယ်အကယ်လို့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကပရိသတ်တွေသဘောကျတာမကျတာခဏထားဗျာအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကဘယ်တော့ okay ဒီကစားမားကတော့ငါတို့အသင်းမှာလိုအပ်တဲ့တိုက်စစ်မှုမျိုးပဲအဆင်ပြေတယ်ဆိုရင်တော့သူတို့ခေါ်ဝေကျူးပန်းမှာပဲဒါကြောင့်လည်းပဲ ယူနိုက်တက်ကဂျူကရက်စီရဲ့အပြောင်းရွှေ့အခြေအနေကိုသိရဖို့အတွက်ဒီဒီဘက်အတော်တွင်မှာတက်ဆိုင်သူတွေသူနဲ့တက်ဆိုင်တဲ့သူတွေရဲ့ထံကိုထက်မှန်ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်ပေါ့ဒါအများကြီးကောင်းတဲ့တဲ့င်းမှာယူနိုက်တက်အနေနဲ့ဒီပုံစံနဲ့ကျွန်တော်ရှေ့ဆက်နိုင်မှုလို့ရတယ်ဂျူကရက်စ်ကိုအပြိုင်ခေါ်ကြမဲ့အသင်းတွေမှာမန်ချက်စတာယူနိုက်တက်ဟာပါဝင်နေစေဆိုတာကျွန်တော်တို့ပေါ့နော်ချပြထားနိုင်မှာကျွန်တော်ရမယ်အခုကကအဟီလာတို့ဘာလို့ရဲ့ဘက်ကလည်းကန်လန်းနဲ့ဘာညာမရှိသေးဘူးစိတ်ဝင်စားတယ်ပဲကျွန်တော်ရှိသေးတာအဟီလာကတော့ကျွန်တော်ရှိကပြောတဲ့အတိုင်းပဲ တို့ဒီအိုစီမန်တို့ဘာလို့ကိုခေါ်လို့ဘလို့မှအဆင်မပြေဖြစ်ပြီးတဲ့နောက်ပိုင်းမှာတို့အနေနဲ့ပေါ့နော်တို့ Qgress ပဲကျွန်တော်လှည့်လာတာကစားမကတော့တချို့ report တွေမှာလည်းသူ sorry ကလပ်ဒီကိုမပြောင်းကျင်နေဘူးပြောထားတာတွေရှိတယ်လို့နော်ဟိုတရားဝင်ကလန်းလာတဲ့အသင်းတွေရှိရင်တော့စိတ်ပြောင်းကောင်းပြောင်းသွားနိုင်တယ်လို့ပြောထားတယ်အဲကြောင့်ကျွန်တော်စောင့်ကြည့်ရမှာဒီ Vita Qgress နဲ့ပတ်သက်လို့အဲဟေလာဘလောက်တီပေါ့နော်လှုပ်ရှားမှုတွေရှိလာမလဲဆိုတာပဲ United ကတော့ဒီကစားမပြီးသူကိုအပြိုင် comment scene တွေမှာအများတန်းရှိနေတယ်လို့ပြောထားတယ်ဒါကလက်ရှိမှာ ်ဗီတာဂီယိုဂရက်နဲ့ပတ်သက်လို့ပါနောက်တစ်ခုကတော့ကျွန်တော်နေနေပေါ့နော်ဒါဂျီဒန်ဆန်ချူပေါ့လေ Sky Sport ကနေပြီးတော့ report လုပ်ထားတာပါဒေါ့မွန်တင်ရဲ့ဘက်ကတော့ဂျီဒန်ဆန်ချူကိုပြန်ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးတော့ဆန်ချူနဲ့ပတ်သက်တဲ့အခြေအနေတွေကိုလည်းအတင်းကိုအတိပေးဖို့အတွက် United တန်တောင်းဆိုထားတယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်သိရတယ်ဒီနေရာမှာအခြေအနေဆိုတာပါလေကြောင်းရွှေ့ကြည်လားကစားမဖြစ်သေးပဲလောက်ခလာစားလားတော့ဘလူလဲပေါ့နော်ကျွန်တော်တို့အတင်းကို ရုံးပေါ်ကဆက်သွဲစရာဆိုလို့အကြောင်းကိစ္စကတခုပဲရှိတယ်။အဲ့ဒါကကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲဒီဟွာကိုဆန်ချူကိုဘလောက်နဲ့ရောင်းမာလဲဆိုတာပဲ။ကျန်တဲ့လောခလာဇာကိတာကိစ္စတွေစာကျုပ်တန်းကိစ္စတွေဒါရီယာရုံးပေါ်နဲ့ကျွန်တော်ဆန်ချူတို့ကြားထဲမှာကျွန်တော်သွားမှာ United ဘက်ကတော့ Sancho ကိုဘယ်လောက်နဲ့ရောင်းမလဲဆိုတာကိုကျွန်တော်တို့ပြည့်ပြည့်တသားဆုံးဖြတ်ဖို့လိုတယ်။အတင်းဘက်ကတော့25တန်းတန်း30ပြောထားတာ။သို့တော်လည်းပဲ Dortmund တို့ဘာလို့ဘက်ကပြန်လိုချင်နေဆိုရင်ဟွန်း တင်မကဈေးမြင့်မြင့်သွားအောင်မလားပေါ့နော်ဆန်ချူနဲ့အဆင်ပြေပြီးသားဆိုတော့လေနောက်တစ်ခုကဆန်ချူရဲ့အပြောင်းအရွှေ့ကတော့ဖိဖိချင်းနဲ့စိတ်ဝင်စားဖို့ကောင်းလာပြီပေါ့လေ sorry ကလပ်တီဖြစ်တဲ့အဟီလာကလည်းခေါ်ချင်နေဆိုတဲ့တင်းနေဒါပြင်အခုလည်းရှိပေါ့နော်ဒေါ်မွန်ကလည်းပြန်ပြီးတော့လူချင်နေဆိုတဲ့တင်းနေကြားလာတဲ့ခါကျတော့ဆန်ချူလူမျိုးဒုက္ခလာသာမလျှော့ချင်ပဲနဲ့အတင်းပြောင်းချင်တဲ့ကစားမလီတယောက်အတွက်အပြောင်းအရွှေ့ကခဲရင်နိုင်နေဆိုပေမဲ့လို့ဒါတူတွက်တော့ပေါ့နော်ကောင်းတဲ့တင်းနေဖြစ်လာပြီ မဟုတ်လို့ရှိရင်တော့သူ့အနေနဲ့တိုင်ပက်နေမှာပဲအခုကကစားမားကိုဘယ်သူမှကောင်းကောင်းမွန်မွန်ခေါ်ကျင်ရတာမဟုတ်ဘူးဆိုတော့အသင်းဟောင်းဒေါ်မွန်ကိုယ်တိုင်ကလည်းခေါ်ကျင်နေဆိုတော့ဆန်ချူတော့ကတကယ်ကောင်းနေတဲ့ဒီမှာတကယ်ရအောင်သူ့အနေကိုကျွန်တော်ခေါ်သွားကြမလားဆိုတာပဲကျွန်တော်စောင့်ကြည့်ရမယ်ဒီကလို့ရောဆန်ချူကိုဒေါ်မွန်ကပြန်ခေါ်လိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်